ညပဇင်းရင်ခွဲတို့ဤအတန်းစုစုညာလို့နေတယ်တစီစီတပီပီအောင်မီနေသည့်နစီကို နာကျင်စွာစုညာစွာအချင်းချင်း ထိကက်သည့်အတန်းဖြစ်မယမနာတေဒီတိုင်အောင်အော်ဟစ်ကြသည် ဆိုစကားအတိုင်းစုညာစွာရှိနေလေသည်အခြားအတန်းများမှာတော့မကြားရပါရှိညဤအောက်မှာရရမှောင်မိုက်ကားဖြင့်တိတ်ဆိတ်လိုနေလေသည် တရတရောက်ငီးမြကြအောင်အိပ်ပျော်သွားခြင်းရဲ့မတိအတန်တစ်ခုကြောင့်လန်နိုးကလာလေသည်။စုညာစွာအော်ဟစ်တံများဆဲစုံတံများမိမတယောက်နှင့်ယောက်ျားတယောက်ဖြစ်မဲစကားများနေကြခြင်းဖြစ်တဲ့ထိုအတန်ကြောင့်နားစွန့်နေသောတိဟတယောက်အတန်များပူကျေလောင်က စုညာလာပေလို့အဘေကနေရောက်ရှိလာကြောင်းနားမလဲလူဆိုလိုတငယ်ချင်းဂျေနော်ရဲ့ဆန်ချန်ဆောင်ကြီးငမဲရဲတာရှိပြီးခုကဘဲကလာလို့ ဘလို့ရောက်လာပြီးပြဿနာဖြစ်နေခြင်းဆိုတာနားမလည်နိုင်ဖြစ်နေရသည်နားထောင်ရင်စကားသံများမကြေလောင်၍လာသလို꽌တန်းကြီးတန်းများပါကြားလာရသည်မမျှရင်မင်းဟာမကောင်းတဲ့မိန်းမပဲရှင်ပါပြောတာလေကိုရာစာရှင်ယူနေပြီမလားရှင်မကောင်းတဲ့အောင်လန်းစရာရုပ်အောင်ငဲနဲ့ပေါင်းပြီးရှင်လုံးနေတာအလုပ်တွေကအောက်တန်းစားတဲ့ပညာရက်တွေအလုပ်တွေကျမလက်မခံနိုင်လို့အခုအိမ်ပေါ်ကဆင်းမယ်ပြီးရင်ရှင်နဲ့ဟိုဆရာရုပ်ကိုမြို့ဝင်မင်းစီး သွားတိုင်ပါကြွားတွေကကလေးတွေပြောင်းနေရလေရှင်တို့လက်ချက်ပဲဆိုတာကျမသိတယ်တစ်တော်စကန်းကကျမသားကိုလည်းအကြောင်းကြားထားတယ်မင်းနဲ့မိမ့်မရုပ်ပဲငါမေကိုလည်းနင်းတတ်တာတည်စမ်းကွာအမလေးလူရှင်းလုံးမယ်နော်ရုတ်တရက်တီဟာတယောက်ဂရင်ပေါ်ငုတ်တုတ်ထိုင်ကနားစွန့်နေရင်အခန်းတကားပွင့်ကချမ်းမျိုးသမီးတယောက်ပြေးဝင်လာကတကားအားပြန်ပိတ်ကကြောပြီးမိရင်အော်ဟစ်ကကြောက်လန့်တကြား ဖြစ်နေခြင်းကမြင်ရပြီလို့ဒီမှာဗျာဟုတရားမှာအော်ဟစ်ကပြောဆိုတော့လေအတန်ကထွက်မလာလုံမရမိမိအားရှိတယ်ဟုလည်းမထင်မမြင်တဲ့ဖွယ်နှင့်မို့နားမလဲနိုင်ဖြစ်နေတုံးတုံးအမလေးဟုသောအတန်နှင့်တူတကားပေါက်ကအချိန်ဖြစ်တိုက်ဖွင့်ပေလို့တကားတွန်းထားသည့်အမျိုးသမီးမှလွင့်စင်ကလဲကျသွားသလိုတကားပေါက်မှညင်သူသူဆန့်ရှည်နှင့်အရက်ထုံထောင်မောင်းမောင်းလူကြီးတယောက်မျက်လုံးများမှကြုံစီစီအမူအရာယူတူတူတယောက် ပုံစံဖြစ်ဝင်လာပြီလို့ဗဇက်ဟောင်းသားမျက်လုံးပြူးကသာကြည်နေမိရဲ့တီဟမှာအတန်မထွက်လုံချမရပါပဲကြည်နေမိတယ်အာစေးမိနေတယ်လို့ဖြစ်ကလုံချမရပါပဲအဲ့ရထက်ငုတ်တုတ်ဖြစ်ကြည်နေမိသည်အမျိုးသမီးမှာမိမိကတင်းဘေးသို့အကြောင်းလန်ကဆုတ်ခွာနေရင်နှုတ်မှလည်းမယမနာပြောဆိုရင်နေလေသည်ကိုရာစာဆိုသည့်လူထွားကြီးမှာဘလူးတစ်ပတ်တစ်ဖွဲပုံစံဖြစ် အတိမကတ်ပါပဲစိတ်ယုတ်စိတ်ရင်ဘလူးတပတ်ဝင်ရောက်ကပူးကတ်နေတဲ့ဘွယ်ဖြစ်ကြောင်တောင်တောင်ကြောင်စီစီမျက်နာတွင်ဖြစ်အတင်းဝင်လာကမြည်မင်းဟာငါအကြောင်းတွေ့အကုန်တိနေတာပဲပြီးတော့နေကငါမျိုးလဲမကောင်းတဲ့အတက်ပညာနဲ့နင်ပြူစားတယ်နင်လောကမှာဆက်ရှင်တယ်မို့မတင့်ပေဘူးကိုရတာရှင်ပါလို့မလို့လဲကျမနာမလာနဲ့နော်ကျမလာနဲ့နော်ဟူအော်ဟေကအနောက်တို့စုပ်ရင်တဖေးဖေး တကားဝအနီတို့ရောက်ရှိသွားချိန်တဟာဟာရီမောကဥရစာမှာဒူယူတယောက်တပွဲကြောင်းစီစီမျက်နာတွင်ဖြစ်တည်တင်းတဲ့ကောင်မမကောင်းဆိုးပါမကိုရစာရှင်းဘာလို့မလို့လဲမိအိမ်လေးကိုကိုရစာဆိုသည့်လူကြီးမှာအသာတင်ကဖြစ်တပေပေးရှိခဲ့သောကတေဆန်းကောင်မဟုပြောဆိုကပြင်းပေါင်းမှတွန်းချလိုက်သည်အာအမလေးဟူသောအတန်နဲ့ကြီးနှင့်အတူဘုံကနဲ့အတန်ကြီးမှညတကောင်ကိုတိတ်ဆိတ်မှုမှ ဖြက်စည်းတဲ့ဘောနဲ့ထွက်ပေါ်ကလာလေသည်ထို့နောက်ကိုရာစာမှာတဟီဟီတဟာနဲ့ရီမောကမီးအိမ်အာမိတ်ကဖြင့်ပြန်လဲထွက်ခွာသွားလေသည်ထိုအခါမှလုံချားอยู่ရပေလို့တရမှာထိတ်လန့်မှုကြောင့်ချွေစောများပြက်နံကတဆက်ဆက်လဲတုံရင်လို့နေလေသည်ဘောင်းမီအိတ်ကက်ထဲမှာမရှိဆံဘူးလေးကိုအတင်းအာယူပါထုတ်နေရသည်အတော်တန်ကြောင်ထုတ်လိုက်ရသည်ထို့နောက် ချစ်ကနေချစ်ခါပြီမိရင်လေးကိုထုံးတာဘာဖြစ်နေလို့တငယ်ချင်းဖြစ်သူဂျီနော်မှာလဲမကြရချီလေးတာလဲတောင်းအောလို့နေလေသည် အခန်းအပြင်သို့ထွက်လာရာမိရင်လေးအရင်အောင်မှာမိမိရှိအခန်းအလေတွင် မျက်စိရှိဝဲတက်တက်ရှည်ဆုံလုံချားကနေဒီမို့ဘလို့လူကများဘာလုံးနေတယ်လဲပေါ့တတိမမူအတိမဝင်တော်လဲတကြီးကြီးအတန်နဲ့အတူ ရှည်ဆုံကရန်ခါ လွှင်းရင်းနေပြီလို့ယုတ်တရဲရစ်တက်လိုက်ထို့နောက်ကြက်တီးတွေထလာတယ်လို့ရှင်အသေးနှလုံးကိုလက်အေးကြီးနဲ့ဆုပ်ကန်လိုက်တယ်လို့တုံလောက်ကတဆက်ဆက်နဲ့ဒူးပင်တုံရင်လို့နေသည်ထိတ်လန့်လို့နေချေပြီမဝင်မရဲနဲ့တဖေးဖေးရှေးရဆုံးကနေအပေါ်သူကြည့်လိုက်ရဟာအမလေးဘလို့ဖြစ်ရအထိတ်တလန့်နဲ့နောက်တော့ထိုင်ကြကပါစပ်ဟောင်းတာမျက်လုံးအပြူးတာငေးငိုင်ကထိုင်ကြည့်ကြောင်ကြည့်ကနေလေသည်ထိုးအရာမှာ ထုတ်တဲမှာကျိုးတန်းလန်းလေပင်ကျိုးကမျက်လုံးပြီးချာထွက်ကမျက်နာမှာအကျိုးများပြင်ပေါက်ထွက်တော့မလို့ထောင်ထကဘလို့အနေထားဘလို့အရာကမှအခုကျိုးတန်းလန်းနဲ့လုံချားနေတော့လူဤစိုးရုံမှုကိုမိနိုင်ဖွယ်မရှိပါရှိထိုးသူမှာအစကရံဖြစ်ကဇနီးဖြစ်သူအားပြတင်းပေါင်းမှတွန်းချလိုက်တဲ့ဥရစာဆိုတဲ့လူကြီးပင်ဖြစ်သည် ကြောင်ကြည့်နေမိတဲ့ဒီဟာမှာတကြီးကြီးကျိုးနဲ့ထုတ်တန်းပွတ်တိုက်တန်းမှာတိတ်ဆိတ်မှောင်မိုက်တဲ့ညအမိုက်အမောင်မှာထိုအတန်းချောက်ချားစရာအတင်းနေပြီးနေတယ်လို့ရန်ခါကလွှဲနေပြီလို့ညနေရတဲ့လူဒီကောင်ကြီးမှာကြည့်နေရင်မှရုတ်တဲ့မျက်လုံးများပွင့်လာခြင်းဟာမိရောင်ပိန်ပြပြအောင်မှာညည်းရဲနေတော့ဟင်းသာပြားလို့ညည်းရဲနေတော့မျက်လုံးများမှုတီးရမှာထထိုင်းကားဖြစ်လေကမှာအော်ဟစ်ကား ပြေးလေတော့ဒီလေကအောက်ရောက်တော့တငယ်ချင်းဖြစ်သူဂျေနော်နဲ့ခြံဆောင်ကြီးငမဲအားမတည့်ရက်မလုံးမချက်တောင်းတောင်းကြီးရက်လီဒီမိုအာကိုတကြီးတရောသုံးပါပြီးကဖတ်လိုက်ပြီးအပေါ်မှာလူကြီးကျူတန်လန်ကြီးနဲ့မိမတယောက်လေအဲ့လူကြီးတွန်းချလိုက်လို့တေးပြီးတငယ်ချင်းအဘာတွေလဲကျောင်းလန်တကြဖြစ်နေမှုကို အာကိုတကြီး ဖတ်တွေကဖြင့်ကလေးတယောက်လိုပြောဆိုကတိုင်ကြားလို့နေလေသည်သို့သောဘာပြန်ဖြေတမ်းမှမကြားရပါပဲဖြစ်နေလို့အံ့ဩသလို ဖြစ်နေဤထို့အတူမိမိဖတ်ထားတဲ့ခန္ဓာကိုယ်ကြီးမှလွန်လျာမှအေးဆက်ဆက်တောင့်တောင့်ကြီးဖြစ်နေပြီလို့ဆိုရင်စိတ်ကဖြစ်လာသလိုဂျီနိုဤအနောက်မီးရောင်ပိန်ပြပြအလင်းအောက်မှရက်နေတော့ရှံဆောင်ငမေဟာကြည်လိုက်ဟာဘလို့မကောင်းဆိုးဝါကြီးလေအထိတ်တန်အော်ဟိမိသလို့ ထိတ်လန့်သွားရသည်မို့ဖက်တွေထားတဲ့တငယ်ချင်းဂျီနော်အားလွတ်ကအနောက်သို့ဆုတ်ခါကြည်လိုက်တော့ဟာဘလို့ဖြစ်ရရေယုံမိအောင်ပင်ဟုတ်ပေသည်ဖြူဖြူဆွတ်ဆွတ်လူဒီကောင်မျက်နာများနဲ့မိမိရာကြည်နေတော့ဂျီနော်နဲ့ငမဲတီဟမှာတောင်းခံနိုင်စွမ်းမရှိတော့ပါပဲမင်းတရေလူတေကောင်ကြီးဟုအစ်တစ်အောင်ငောင်းောဖြစ်ပြောဆိုက မေးလဲကြတော့လေသည် ဝိဝေဝါဝါနောက်ဆုံးလက်ကျန်အိုင်းရင်အကြံလေးမှမြင်လိုက်ရတာကလဲကြနေသောမိမိထံသို့တလန်းချင်းတလန်းချင်းရှောင်းလန်းက လာနေသောခြေတော်များကိုတွေ့လိုက်ရပြီသည်မောင်ဝတိနှင့်အရာရာမတိရှိတော့ပါပဲစူးစူးညံ့ညံ့တီတိုးစကားများနဲ့အတူတပေးပေးရှေးတန်းများကြားလိုက်ရသည်ထို့နောက်ဟာမေ့နေတယ်ဟာနောက်ကွာ ထုတ်ပါဦးအိမ်ပြင်ကိုဟူတီးတိုးစကားသံများကြားလိုက်ရပြီမိမိကပွေယူကမရှိရှင်းခံရကြောင်းသိရပြီတဖြည်းဖြည်းနဲ့အတိဟာမိမိထံကက်တွယ်မှုပိုလာကတဖြည်းဖြည်းမျက်ကုံများအာအာယူကဖြစ်ဖွင့်လိုက်ကြည့်လိုက်တော့အမြင်မုံဝါးဝါးအောက်မှအစအဦးဆုံးမြင်ရင်းထိုးနေသောမိအောင်များမြင်ရပြီထို့နောက်မိမိအားကြည်နေသောထောင်ကြကြမျက်နာပိုင်ရှင်ထို့အတူလူအနည်းစုအားတွေ့လိုက်ရသည် ရှမ်းလူမျိုးများနဲ့တိုင်းရင်သားရွာလေးမို့မျက်နှာသွေးမြင်များမှာစင်တူလိုတော့ရှိကြသည်ဟာလူလေးတတိယလာပြီလားကွလူကြီးတဦးကမေးလေသည်ဟုတ်ဟုတ်ရေစာလို့ဗျာကျွန်တော်တကယ်ချင်းဂျေနော်တို့အိမ်မှာလူသေးတွေနဲ့တစေတရေတွေရောလူတက်တဲ့သူတွေရောတွေ့ခဲ့တယ်ထိတ်တလန့်ပြောဆိုလေသည်ထိုကအစောကအွေကြီးတဲ့လူကြီးကအင်းထားပြီးကြည့်ပါဦးလူလေးရဲ့ လူလေးအနောက်ကိုလည်းဟုပြောဆိုသည်မို့ဒီဟာမှာထကားပြီးကြည်လိုက်ရာအောလုံးတပြည့်ပစခေါင်းသားဖြစ်သွားရသည်ကြောင်ကြည့်မိနေသည် နားမလဲလဲဖြစ်နေပြီသည်အင်းရွာတဲ့ကအမိုးဆိုင်ကသူ့ဆိုင်မှာဒီနေ့ဈေးဝယ်သွားတဲ့လူငယ်လေးကအင်းပြက်ကြီးကိုတွားမယ်ဆိုပြီး လမ်းမေးသွားကြောင်းတိရလို့ကုလို့လူစုပြီးလိုက်လာရတာမဟုတ်ရင်တော့မလာဖြစ်ပါဘူးပြန်သွားပြီထင်နေတာ ညလေကမီးအောင်လေးကိုအင်ကိုကြီးစီကမြင်ရလို့လူစုကြီးလိုက်လာရတာပဲကွဥလေးကရွာရဲ့အကြီးရဲ့ဥခွန်တော်ပါပဲဟိုဘလို့ဖြစ်ရတာလဲကျွန်တော်ရောက်တုန်းကအင်ကအခုလိုအိုဟောင်းကမပြည့်စည်သေးပါဘူးကွအခုမှဘလို့ဖြစ်ရအေးကွအခုလိုဖြစ်နေကြပါပဲဒီလိုကွဒီအင်ကြီးမှာဥရစာရဲ့ဇနီးဖြစ်သူမမရရင်တားဖြစ်သူဂျေနော်တို့နေကြတယ်တတော်စကားမှာလုံးရပြီဂျေနော်ကအမှသွားနေတယ် ယခုအဖြစ်အပျက်ကစမ်းကြဲတယ်လည်းမဟုတ်ပြန်ဘူးစမ်းကြဲတယ်လည်းပြောလို့ရတယ်မမရရင်ငယ်စဉ်ကပြူရယ်စဉ်မှာမကောင်းတဲ့ပညာပြူစားနိုင်တဲ့ပညာပြီးတင်ကြဘူးတယ်ကွအိမ်နှောင်းကြပြီးမှအတုံးမပြူတော့တာဥရစာရဲ့မိခင်ကြီးကမမရရင်တဲ့သဘောမတူခဲ့ဘူးကွဥရစာကတော့အတင်းမရရင်သေးပါမယ်ဆိုလို့အဖွားကြီးကသဘောမတူခြင်းပဲတူခဲ့ရတယ်မမရရင်အိမ်ပေါ်ရောက်လာတော့မတိတ်ကြဘူးကွမမရရင်နောက်ဆုံး သူတရားတဲ့ပညာသုံးပြီးဖွားကြီးကိုပြုစားလိုက်တာဖွားကြီးကနှလုံးရောဂါတွေမှတေဆုံးသွားတယ်ကြောက်နိုင်ပြီးတော့ပေါ့ဒါကိုအဲ့တော့ကဘယ်သူမှမသိခဲ့ကြဘူးပေါ့ဒီလိုနဲ့တနေ့ဥရစာကအောင်လဲเสียလို့လို့ဆေးเสียလို့လို့အောင်ငဲဆိုတဲ့လူကြီးနဲ့ပေါင်းပြီးပညာတွေတင်ကြခဲ့တယ်မိခင်ကြီးဝိညာဉ်နဲ့လည်းတွေ့ရှိသွားခဲ့တယ်အကြောင်းဆုံးသိရှိရပြီးမိခင်ကြီးအဖြစ်ဆိုးဟာဖြည့်စည်းဝယ်မရှိပါပဲနောက်ဆုံးစကားများကြရင်မမြရင်တည်း လူလေးမြင်ခဲ့တယ်လို့တကားပေါက်ကကြာပြီးဒေဆုံးသွားတယ်။ဝစ်ဆိုတာအဲ့လိုပဲကွ။လောကမှာမိမိစတင်ပြုလုပ်ခဲ့တဲ့ကောင်းကြီးဆိုကြီးဟူတဲ့စကားပင်ဖြစ်စေအလုပ်ပင်ဖြစ်စေထိုးရဟာစတင်ခဲ့တဲ့စိုက်ပျိုးခဲ့တဲ့သူကပဲပြန်လဲရိတ်သိမ်းတဲ့ဘောနဲ့အကျိုးဆက်ကိုပြန်လဲခံစားရတယ်။ကောင်းရင်ဆန်ရတယ်။ဆိုရင်တော့ခံရတာပေါ့။ဒါကဘယ်သူမှမမိမိမှုဆိုတဲ့စကားလိုဖြစ်တယ်။ဟုတ်ကဲ့ဖာတီအေးကိုပြီးတော့ဥရစာလဲသူ့ကိုသူအင်းရင်လဲထုတ်တန်းမှာ ကိုကိုကိုအဆုံးစင်ရတိုက်တယ်။အားစိတ်မောစားပဲ။အေးကွယ်ကန်တရားဆိုတာစမ်းကြယ်ကိုကကန်ဆရာရဲ့လက်မှာကနေရုပ်သေးလို့ပါပဲ။ကန်ဆရာလိုကြအတိုင်းလောက်ရတယ်။မှန်ကန်မှုရှိရလားလို့တွေးနေမိမယ်။ထင်တယ်။ဥခွန်တော်ကတီဟအားကြည်ကမေးလေဒီမို့တီဟမှာဟုတ်ကဲ့စပ်ပြောပါဖာတီအေး ကန်တရားဆိုတာအစရှိတယ်။မတော်မပြောမလုံး၍ तू ကမရှိသေးဘူးကော။ခုနကစကားကိုလူခုံဝိုင်းကနားထောင်နေကြတယ်။ငါတို့စတင်လောက်ကင်ပြောဆိုပြုမူတာနဲ့ထိုကန်တရားဟာစတင်ပေါက်ဖွာလာတယ်။ကောင်းသောဆိုးသောကိုညာအသည့်စာနာမှုစသဖြင့်ကောင်းဆိုးသဘောတွေကလမ်းတရွယ်ကိုပဲလုံးကင်နိုင်တာမို့။ကောင်းတာလုံးရင်ကောင်းတာရမယ်။ ဥပမာကွာပေးငန်းလိုက်တယ်ဆိုသိုးသူဟာစန့်ကျင်ဘက်ကိုရရှိလိမ့်မယ်အဲ့ဒါကသူမလို့ချင်းလဲတခါတစ်ချိန်မှာသူအကျိုးရလိမ့်မယ်အဲ့သဘောပါပဲပြန်တက်တယ်တော်တယ်ပြောတယ်သူကတကယ်ဆိုသူမတက်သေးဘူးသူမတည်သေးဘူးပေါ့ကွာအေးအရင်ကြီးပြောဆိုဂစီပေးတဲ့သူနေထိုင်ပြတဲ့သူအဲမကြမီသူကပြောင်းမြင်ဖြစ်တော့မယ် ဲ့အချက်တွေကိုကြည့်ပြီးယုံကြည်ကြဖို့လူတွေကလှုပ်ပြီးသွားတဲ့အခါအမားလိုဖြစ် နောင်တတွေရကြကြတာပေါ့ကွာအပေါ်ညာကိုအမှန်မထင်သိမ့်ပေဘူးတီဟမှာတောတောင်ထဲမှာရွာသားလူကြီးဤစကားများဟာလေးနက်ဖွဲရှင်းလင်းထင်မြင်နိုင်မှုများချီးကျင်းအားမြင်ရပြီလို့လေးစားသွားလေသည်ချင်းတော်နဲ့ငမဲကသူ့မိဘတွေတည်ပြီးနောက်ဒီနေ့တော့မှတစ်ခိုးတဲ့အဖွဲကိုတော့ဖမ်းဆီးရတာကနီ တော့ခုသူတွေကပြန်တိုက်ကြတာတိုက်ဝဲပြေးကြတာဗောအမှလူငယ်ကနဲပါချင်းကြောင်ရေးနိုင်ပြီတည်ဆုံးသွားတဲ့သူတွေထဲမှာဂျင်းတော်နဲ့ငမဲကပသွားတယ်အဲ့တရင်ကိုတွားမေးသလိုဖြစ်သွားရတယ်တကယ်တော့ရွာကသူ့မိတ်ဆွေရဲ့အဖြစ်ဆိုးကိုသူ့မိတ်ဆွေက သူ့မိဘတွေရဲ့အဖြစ်ဆိုးကိုတွားပြောတာကိုရောက်မှပူပြီးဝမ်းနေစရာကောင်းတယ်အလောင်းစင်ထပ်မှမြင်ရလို့ဖြစ်ဆိုးဝါလုံးပြီး ဘလို့မှဖြေးသိမ့်မရတဲ့ဖြည့်ရပါကွာအေးနောက်တော့ဒီရင်ကြီးမှာလူမနေသလိုညဆိုအတန်လူဩဟစ်တန်စုညံတန်အတန်ငကြီးများဖြင့်စူးစူးဝါးဝါဩဟစ်တန်ကဲပါယူပါအတန်တွေကြားနေရလို့တို့အပြင်ရှန်ထဲမှာမဲပူပူနဲ့ငမဲတို့ကိုတွေ့ရသူနဲ့မကြွ့လို့ပဲတရေချောက်လွန်းလို့ကျွာသားတွေအနာမကဲရေးကြမောင်းကြီးကြီးအချိန်ဆိုဒီနာကိုတွာလာဖို့ဝေးစော့ချောင်းပေတော့ကြရတယ် ဒီဟာမှာသူမြင်ခဲ့ကြုံခဲ့ရသမျှမှာပုံရိပ်အတွင်ဖြင့်မိမိအားပြသခြင်းဖြစ်ကြောင်းစံပြသည့်ဖြစ်ရဖြစ်သလို၆ချားဖွယ်ဝန်းနေဖွယ်အတိနှင့်စိုးနှင့်ဖွယ်ဖြစ်ပေတော်သည်တငယ်ချင်းဂျင်းတော်အတွက်လည်းစိတ်မကောင်းဖြစ်ရပြီလို့ဦးလေးအလူလေးလုပ်ပေးခြင်းနဲ့ရေစလေးချပြီအမြဝေပေးခြင်းနဲ့ဗျာကုညီပါအိုးအင်ရပါလေလူလေးဆရာတော်ကိုပြောပြပါမယ်ဂျင်းတော်မှာအင်းပြက်ကြီးဘက်သို့လမ်းမျိုးကြည့်ရင်ပြတင်းတကားမှာအရေး၄ခုအဝူတော်ဝမြင်ရပြီလို့ စိတ်အတွင်းမှာငါကုသိုလ်ကောင်းမှုလုပ်ပေးပါမယ်တကယ်ချင်းမင်သားတို့ခေါ်ပြီးဒီဘဝကကျွတ်လွတ်ပါစေတီဟမှာရွာတကြီးတို့နဲ့အနောက်မှာလိုက်ပါသွားလေသည်တီဟကြီးအနောက်မှာကောင်းဝင်းဒီအောင်လေးနဲ့ကလေးနဲ့တူတကစ်ခင်းနဲ့ညီမောကလိုက်ပါနေကြောင်တီဟမတိရှိတကယ်ဆိုတီဟမှာမြို့မှာနေစဉ် တညနေမှာဆိုင်ကယ်ဖြင့်မူးမူးနဲ့ပြန်လာစဉ်လမ်းခုလက်တဏီယာမှထွက်လာသောကလေးမာလီယာဆိုင်ကယ်နှင့်တိုက်ကားလွင့်စင်သွားသလိုသွေးများအန်ထွက်လာခြင်းအားမြင်ရပေလိုထားခဲ့ကအမြဲမေးမောင်းလာခဲ့တယ်ထို့နောက်ထိုမိန်းမငယ်လေးမှာတည်ဆုံးသွားကြောင်းတရားခံအားမတီးရှိပူသောတည်င်းစကားကြားရပြီလို့ရှောက်ချားနေရပြီလို့ချောင်းတိန်သဘောနှင့် ယောက်ချီကလာလီချင်းဖြစ်ပေသည်တကယ်ဆိုထိုမိမငယ်မှာတီဟာဤအနောက်မှာအမြဲပင်လိုက်ပါနေမီဖြစ်သလိုတစ်ချိန်မှာတော့တီဟာဤကန်တရားမှာလဲမြည်တို့ဖြစ်ပြဲရမီမှာဖြစ်ကန်ဆိုတာလုံးပင်ဖြစ်တယ်ကန်တရားချီချောင်းတီရှိဖို့ရာအတွက်မိမိလက်ရှိယောက်ချီနေတဲ့လက်ရှိဖြစ်ပြဲမှုကိုစင်ကြင်ကဖြေရှားကြည့်ပါကကန်တရားချီချောင်းတီရှိနိုင်မီဖြစ်ပြီး ကံကောင်းအောင်စိတ်ကောင်းနဲ့ကောင်းမွန်စွာပြောဆိုဆက်ဆံနေထိုင်ပြုမူပါထိုအခါသင်ဟာကောင်းသောကံများဖြင့်ဘဝကမြတ်လာပါလိမ့်တစုံတစ်ခုရလီရင်ဖြင့်နှောင်းွယ်ဟုတ်ကဲ့ကျွန်တော်ခုတင်ဆက်ပေးသောနှောင်းွယ်ရေးသားထားသည့်ဝိညာဉ်များနှင့်ကခုံခြင်းဆိုသောဇလန်လျာစိတ်နှစ်သက်မှထင်ပါတယ်